မြန်မာနိုင်ငံတည်တော်အသင်းမှဦးစီးကျင်းပတဲ့တည်တော်သူတေသနာနဲ့ပညာရှင်များရှစ်ဆက်လုပ်ငန်းရှင်များနဲ့ပတ်သက်ပြီးတည်တော်ပညာရှင်များတည်တော်တက္ကသိုလ်မှပေါင်းပေါက်ခါများအငိမ့်စားပုံကူများကတည်တော်နဲ့ဆိုင်တဲ့ရှစ်လုပ်ငန်းရှင်များနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါဗျ။အဲ့ဒီဆွေးနွေးပွဲမှာတော့တည်တော်သူတေသနာမှပညာရှင်များလည်းတက်ရောက်ခဲ့ပြီးသူတေသနာလှုပ်ဆောင်ချက်များကိုရှင်းလင်းပြောဆိုခဲ့ပါဗျ။ဆွေးနွေးပွဲလှုပ်ဆောင်ရတာကတော့နောင်လာမယ့်အစိုးရအသစ်လက်ထက်မှာတည်တော်နဲ့ဆိုင်တဲ့ပုံကူများပူပေါင်းလှုပ်ဆောင်နိုင်မယ့်အချက်အလက်များကိုအဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပါလေ။ တတော်ပညာရေးနဲ့တတော်သူတွေတာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံတတော်အသင်းကနေပြီးတော့ဒါဆွေးနွေးဝေးလေးလုပ်တာပဲအဲ့တော့လောရရဲ့ရွယ်ချက်ကတော့ဒီတတော်ပညာရေးနဲ့အဲတတော်သူတေသနာမြန်မာနိုင်ငံအတွက်အရေးကြီးတယ်နော်ဒီကနေ့အရေးကြီးတယ်အာစီးပွားရေးအရာတော်ပုံဝင်ရထိသေးရတော်ပေါ့အရေးကြီးအရေးကြီးတဲ့အတွက် ကဏ္ဍဖြစ်တဲ့အတွက်ကြောင့်ဒါကိုနောင်ဘူးအစိုးရအဖွဲ့တက်ကလာနော်ဒီအဖွဲ့အစည်းနှစ်ခုဟာနှစ်ရှာရှည်ခဲ့ပြီတချို့ဆိုရင်လည်းသူတေသနာလုပ်ငန်းဆိုရင်နှစ်တရာအောင်ရှိပြီတတော်ပညာရေးဆိုမြန်မာနိုင်ငံတင်တာထောက်ကွာ23ခုနဲ့အဲ့တော့နှစ်သက်ရှည်တဲ့အဖွဲ့အစည်းနှစ်ခုရဲ့လုပ်ငန်းကို အငယ်တို့အနေနဲ့အာဒီခစ်ပြောင်းလာတဲ့အခါမှာနော်အာပူဟိုဘလူလို့ရင်ကောင်းကြမယ်နော်အာဘလူတွေအာလက်ရှိဌာနကလူတွေဖိတ်တယ်နော်အာဆွေးနွေးမယ်ကျန်တဲ့ပညာရှင်တွေနေလည်းပါတယ်အာရှိဟိုဟိုရှိစေဘာလို့ရင်ကောင်းမလဲအာဌာနအနေနဲ့လုံနိုင်ဘာတွေလုံနေလဲအပညာအပြင်ဖွဲ့ကအပြင်မှာရှိတဲ့လူတွေကဘလူနေထားလဲဆိုတာမျိုးဆွေးနွေးတဲ့သဘောပဲဟုတ်ကဲ့ဒါလို့ရှိရင် အငယ်တို့အနေနဲ့ကအသိအနေနဲ့ကဒီတက်တော်ပညာရေးနဲ့တက်တော်သူများလုပ်ငန်းကိုလည်းအရင်တော့ငါအကြံပြုဘူးတယ်ဘာတွေဆက်လှုပ်တင်နေလဲဘယ်လိုလှုပ်တင်နေလဲဆိုတာဒါပေမဲ့အငယ်တို့ကအခုလိုအကုန်လုံးကိုဖိတ်ကြားပြီးတဲ့အခါကျတော့ဒါပညာရှင်တွေတက်ရောက်လာတယ်ပညာရှင်တွေအဆူပြုလို့ရတယ်အဟိုပြောရင်တော့မြန်မာနိုင်ငံရဲ့အဲတတော်ကဏ္ဍတို့ပေါင်းရင်ထင်းသေးကဏ္ဍတို့ကိုအဟိုပုံပုံပြီးတော့ ကောင်းစေခြင်းနဲ့အဲဒီဆုံးဖြတ်တဲ့လူတွေမှာလည်းအကြံဉာဏ်နော်ဟိုရစေခြင်းအငယ်ဦးအဲဒီဟာအငယ်ဦးကြီးပဲအငယ်ဦးပြောတာကြီးပဲဆိုဒီမှာပညာရှင်တွေပေါ်ပြောတဲ့အခါမှာအမျိုးအမည်တွေမျိုးရအမည်တွေမျိုးဖို့မူတည်ပြီးတော့အဲဒီလိုတဲ့ဟလာအမှတ်တမ်းတွေရေးပြီးအကြံပြုစာတမ်းတွေရေးပြီးတော့တင်ပြနိုင်တယ် ီဆွေးနွေးပွဲမှာတစ်တော်တက္ကသိုလ်ပေါင်းပေါင်းခဦးအောင်လွင်ကလည်းတစ်တော်တက္ကသိုလ်မှာသင်ကြားချက်များသုတေသနလှုပ်ဆောင်ချက်များကိုလည်းရှင်းလင်းပြောဆိုခဲ့ပါတယ်တစ်တော်နဲ့ပတ်သက်ပြီးဆွေးနွေးချက်များအပြင်လူငယ်များတစ်တော်နဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုနယ်ပါခြင်းအပေါ်သူ့အမြင်ကိုလည်းအခုလိုပြောပါတယ်ပုံမှန်အဖြစ်တော့ဒီခေတ်လူငယ်တွေကဒီတစ်တော်ဆိုတဲ့တစ်တော်ပညာဆိုတဲ့ရှင်းနေတဲ့ဆန်နေထင်တယ်ကွန်ဗက်ရှင်းတဲ့ပေါ့အဲ့လိုမျိုးဆန်နေထင်ပြီးတော့ မျိုးပေါ်မှာရှိတဲ့လူတွေတော်တော်များများသိစိတ်မှန်စားကြပါဘူး။ဒါပေမဲ့ဒီရဲ့အနှစ်သာရရဲ့သဘောတရားကတော့ခုနကတင်ပြခဲ့သလိုပဲလေ။ကဘာကြီးစားတာလူတွေမပေါ်ခင်နဲ့တက်တော့ကပြစ်လာခဲ့တာ။လူတွေရဲ့နေဖို့စားဖို့ကျမ်းမာဖို့အတွက်ဒီတက်တော့ကနေလေပြည့်တဲ့ပညာတွေရပြီးတော့ဆောင်ရွက်ခဲ့တာဆိုတော့လူငယ်တွေအနေနဲ့ဒီခေတ်ကာလမှာသူတို့တခြားဒီ IT တို့တခြား engineer တွေတို့စိတ်ဝင်စားတာမဆက်ပါဘူး။ သို့တော်လည်းပဲသူတို့တစ်ချိန်ရင့်ကျက်လာတဲ့ခင်ကြလို့ရှင်တော့ဒီပညာရဲ့အနှစ်သာရနဲ့အတိတ်ပဲဘူးသူတို့ဘလောက်အရေးကြီးတယ်ဆိုရယ်ဆိုတော့သူတို့သိသွားမှာဖြစ်ပါတယ်ဆွေးနွေးပွဲကိုမြန်မာနိုင်ငံတက်တော်အသင်းမှဖိတ်ကြားထားတဲ့တက်တော်ဦးစီးဌာနမှတာဝန်ရှိသူများသူရတနာပညာရှင်များတစ်တော်တက္ကသိုလ်မှတာဝန်ရှိသူများအငြိမ်းစားပုဂ္ဂိုလ်များရပ်ဘက်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များအပြင်စိတ်ပါဝင်စားသူများလည်းတက်ရောက်ခဲ့ပါတယ်။